မင်္ဂလာပါရှင်ဒီနေ့ကျမတို့အတူတကွစိတ်ဝင်စားဖွယ်လည်လာကြမှာကတော့ဟေဘေးဩဝါဒါစာ အခန်းကြီး6ပဲဖြစ်ပါတယ်ဟုတ်ကဲ့မင်္ဂလာပါဒီအကြောင်းအရာတွေကိုတော့ကျမတို့ The Wise Believers ကပြုစုထားတဲ့လည်လာချက်တွေကနေအဓိကထုံနှုတ်ပြီးဆွေးနွေးသွားကြမှာပါဒီတစ်ခေါက်လည်လာမှုရဲ့အဓိကရည်ရွယ်ချက်ကတော့လीအဲဝိညာဉ်ရေးရာရင့်ကျက်မှုရှိတက်လန်းဖို့ဘာကြောင့်အရေးကြီးတယ်လဲဆိုတာရယ်ဟုတ်ကဲ့နောက်ပြီးတော့တမန်တရားကိုတိပြီးမှကြောခိုင်းသွားခြင်းရဲ့အန်ဂျေရယ်ပေါ့အဲ့ဒါဘယ်လိုကြီးမားတယ်လဲအင်း ဒါကအရေးကြီးတဲ့အပိုင်းပဲပြီးတော့ဖျားသခင်မတရားလဲနိုင်တဲ့ဂတိတော်တွေအဲ့ဒါတွေကကျွန်တော်တို့ရဲ့မျောလင့်ချက်ကိုဘလို့ခိုင်မာစေတယ်လဲဆိုတာဒီကိုနားလည်ဖို့ပါပဲဟုတ်ပါတယ်ကဲစားလိုက်ကြရအောင်အခန်းကအဆုံးမှာကလေးကရင်ကျက်မှုအကြောင်းနည်းနည်းစပြောခဲ့တယ်နော်ဒီခန်းချုပ်မှာအဲ့ဒီအချက်ကိုပဲဆက်ပြီးအားပေးတိုက်တွန်းထားတာတွေ့ရတယ်ဟုတ်ပါပြီအခန်းချုပ်အစမှာပဲငယ်တက်ကနေတုံးပါလေအခြေခံတွန်တင်ချက်တွေပြောရရင်တော့နော့တောက်တဲ့အဆင့်မှာပဲရမနေနဲ့တော့ဟုတ်ကဲ့ အမစာစနိုင်တဲ့ရင်ကျက်မှုစီတက်လန်းချဆိုဆိုပြီးတိုက်တွန်းထားတာပါအဲစိတ်ဝင်စားဖို့ကောင်းတာကလေခရစ်တော်ဤတရားအုပ်လို့ခေါ်တဲ့အခြေခံတွေပေါ့အဲ့ဒါတွေကပါတယ်လဲဆိုတာကိုစည်ရင်လေးလုတ်ပြထားတယ်ပါတယ်ပါလိဟင်အင်းတေတော်ချင်းကနေနောင်တရချင်းဖျားသခင်ကိုယုံကြည်ချင်းပက်တစ်ဆန်သင်ခန်းစာများပေါ့ The wise believers ကတော့ဒါကိုယေဟူဒီထုံးစံရဆေးကြောချင်းကြီးတဲ့ပါနိုင်တယ်လို့ဆိုတယ် Christian baptism တကူတဲ့ကိုဆိုလိုတာတဲ့ပိုကျေပြနိုင်တယ်ပေါ့လေအော်ဟုတ်ကဲ့ ီးတော့လက်ထင်ချင်းဒေလွန်ဟိုရီထမြောက်ချင်းနဲ့ tower တရားစီရင်ချင်းအဲ့ဒါဖြစ်တယ်လို့ဆိုတယ်ဆိုတော့ဒီအခြေခံတွေကိုပြစ်ပယ်ခိုင်းတာတော့မဟုတ်ဘူးပေါ့မဟုတ်ပါဘူးဒါတွေပေါ်မှာခိုင်းဆိုင်မှာမှရက်တည်ပြီးတော့ပုံနဲ့နဲ့တဲ့နားလေမှုစီရှေ့ဆက်သွားဖို့အဲ့လိုသဘောမျိုးပါလုံးဟုတ်ပါတယ်အခြေခံအုတ်မြစ်ချပြီးအပေါ်ထားဆက်ဆောက်ရမှာပေါ့အင်းဟုတ်ပါ ငယ်တော့မှာစကားရဲ့လီတခုသတိထားမိတယ်။ဖီးယားသခင် ခွင့်ပြုတော်မူရှင်ငါတို့ဒီထိုးတိုးပြုကြကုန်အံ့တဲ့။ဟုတ်ကဲ့အဲ့ဒါလေးကအရေးကြီးတယ်။ဒါကကိုယ့်ရဲ့စူးစမ်းမှုတခုတည်းမဟုတ်ဘဲနဲ့ဝိညာဉ်ရာတိုးတက်မှုဆိုတာဖီးယားရဲ့ခွင့်ပြုမှုအလိုတော်နဲ့လည်းဆိုင်နေတယ်ဆိုတာကိုပြတာပဲနော်။အတိအကျပါပဲ။ကိုယ်တည်းလေးစူးစမ်းရမယ်။ဒါပေမဲ့ဖီးယားရဲ့ဂျေစုတော်နဲ့လမ်းညွှန်မှုခွင့်ပြုမှုကလည်းမရှိမခိလိုတယ်ဆိုတာကိုသတိပေးနေတာပါ။ဟုတ်ကဲ့။အဲ့ဒီနောက်မှာတော့อืม ဒီအခန်းလေးကအတိတ်ပဲဖွင့်ဆိုမှုမှာတော်တော်လေးနက်ပြီးတော့လေအညွန်းပွားခွေရအဖြစ်ဆုံးလို့ပြောလို့ရတဲ့အပိုင်းတခုရောက်လာပြီငယ်လေးကနေ shit ပေါ့ဟုတ်တယ်ဟုတ်တယ်ဒီအပိုင်းကဖက်ရင်နည်းနည်းတော့ယင်လေးစရာပဲတချိန်တခါအလင့်ရောင်ခံရပြီးကောင်းငင်လက်ဆောင်ကိုမီးစန်းဖူးပြီးတန်ရှင်းတော့ဝင်းရင်တော်ကိုဆက်ဆန့်ချင်းရှိဘူးပြီးဟုတ်တယ်ဖရားရဲ့ကောင်းမြတ်တဲ့နှုတ်ကပတ်တော်နဲ့နောက်ဘွားရဲ့တုန်ခိုးတွေကိုတင့်မြင်မီးစန်းဖူးပြီးမှ ဆိုပြီးတော့လေအစစ်မြင့်တဲ့ဝိညာဉ်ရေးကတွေ့အကြုံလေးကိုအရင်ဖော်ပြထားတယ်ဟုတ်တယ်အများကြီးပဲပြီးတော့မှအဲ့လိုဖြစ်ပြီးမှတွေ့ဖြေသွားရင်ဘာဖြစ်မလဲဆိုတာကိုစက်ပြောတာအလုံးမှန်ပါတယ်ဒီလိုအတွေ့အကြုံတွေအကုန်ရပြီးမှလဲတမင်တကာတိလက်နဲ့တွေ့ဖြေသွားတော့တယ် သူတို့ကနောင်တရဖို့ပြန်လဲပြုပြင်ခြင်းကိုမခံရနိုင်ဘူးလို့ငါးချောင်းမှာတုံးထားတဲ့စကလုံးကတော်တော်ပြင်းထန်တယ်ဗျ။ဟုတ်။ဘာကြောင့်လို့ဆိုထားလဲ။ကြောင်းရင်ကိုလည်းပေးထားတယ်။ဘာကြောင့်လဲဆိုတော့တူဟာဘုရားသခင်ရဲ့တတော်ကိုမိမိတို့ကဒုတိယခြင်းလဝခတိုင်မှာကာစင်တင်လေးတို့ဖြစ်ပြီးတော့လူအများရှိမှာအထရီဖြစ်နေတာနဲ့တူလို့ပဲတဲ့။အင်းတော်တော်လေးနဲ့တည်းစကားပဲ။ဟုတ်တယ်။ the wise believers လေးလာမှုရာဆိုရင်တော့ဒီကျမ်းပိုက်ကိုကေတင်ရင်းဆုံးရှုံးနိုင်သလားမဆုံးရှုံးနိုင်ဘူးလားဆိုတော့အဲ့ဒီအယူဆရေးရာဆွေးနွေးညှင်းခုံမှုတွေမှာအဓိကကိုးကားကြတာဗောလေဟုတ်ကဲ့ဒီညမှာနားလည်မှုလွင်နိုင်တဲ့အတွက်တတိချဟိုတယ်လို့တယ်ဗျာ the wise believers ကအလေးပေးတာကတော့လीဒီတတိပေးချက်ဟာတခရယံအနေတော်တာမျိုးယုံကြည်ခြင်းယဉ်ရင်တယံဖြစ်တော်တာမျိုးကိုဆိုလိုတာ ठे ပေါ့နော် တမတရားကိုအပြည့်အဝတိမြင်ပြီးနောက်မှာတမင်တကာဖြစ်ဖြစ်သားသားအပြီးတိုင်ငင်းပယ်ကြောခိုင်းလိုက်ခြင်းရဲ့ပြင်းထန်တဲ့အကျိုးဆက်ကိုသတိပေးနေတာဖြစ်တယ်ဆိုလာပါပဲဆိုလိုတာကအမားလေးလုံးမိတာနဲ့ကယ်တင်ခြင်းဆုံးရှုံးသားပြီလို့ဆိုလိုတာမဟုတ်ပဲလုံးဝတိလက်နဲ့ကြောခိုင်းတာကိုဆိုလိုတာပေါ့ဟုတ်ပါတယ်ဟုတ်ပါတယ်အခြားအ ਧੀ ပေကောက်ယူမှုတွေရှိနိုင်ပေမဲ့ကျန်းရေးသူကသူ့ရဲ့မူရင်းစာဖတ်ပရိသတ်ကိုတိတ်ကိုပြင်းပြင်းထန်ထန်သတိပေးခြင်းတဲ့ရွေးရချက်ကတော့တော်တော်ရှင်းလင်းပါတယ် ဒီသတိပေးချက်ရဲ့လေးနက်မှုကိုပိုပြီးနားလည်သွားအောင်မြေးချီဥပမာလေးတစ်ခုသုံးထားသေးတယ်နော်ငယ်ကခုနဲ့ရှိမှာအေးဟုတ်ပါတယ်မိုးရေကိုတောက်ပြီးကသုံးဝင်တဲ့အသီးနဲ့အသီးနဲ့ပြေးကြတော့ကောင်းကြီးခံစားရမယ်ဒါပေမဲ့စူးပင်ဒီပဲထွက်တဲ့မြေးကြတော့အမ်ချိန်ချင်းခံရဖို့နီးတယ်နောက်ဆုံးမီးရှို့ခံရမယ်ဆိုပြီးပြောထားတယ်ဒီဥမာကတိတ်ရှင်းလင်းပါတယ်မိုးရေဆိုတာကဖခင်ရဲ့ကြီးစုတော့တွင်တင်ချက်တွေလို့ယူဆနိုင်တယ်ဟုတ်ကဲ့မြေးဆိုတာကတော့ ဲ့ဒီဂျေဇူးတွေကိုလက်ခံရရှိတဲ့ယူတယောက်ရဲ့စိတ်နှလုံးဒါမှမဟုတ်အတ္တတာပေါ့ဖះရဲ့ကောင်းမြတ်တဲ့အရာတွေကိုလက်ခံရရှိပြီးနောက်ပိုင်းမှာအတ္တတာမှာကောင်းတဲ့အတီးပွင့်တွေဆိုလိုတာကယုံကြည်ခြင်းရဲ့အကျင့်ကောင်းတွေဝိညာဉ်အတီးတွေတီးပွင့်လာရင်ဒါကောင်းကြီးပဲဟုတ်ဒါပေမဲ့အဲ့ဒီဂျေဇူးတွေရပြီးမှအကျင့်ပြက်ခြင်းတွေးပြေခြင်းဆိုတဲ့စုပ်ပွင့်တွေပဲတောက်လျှောက်ထွက်လာနေရင်တော့အဲတရားစီရင်ခြင်းနဲ့ရင်ဆိုင်ရလိမ့်မယ်ဆိုတဲ့တော်တော်ဖြင်းထန်တဲ့တတိပေးချက်ပါပဲ လက်ခံရရှိတဲ့ဂျေဆုပေါ်မှာဘယ်လိုတုံးပြန်တယ်လဲဆိုတာတိတ်အရေးကြီးတယ်ဆိုတဲ့သဘောပေါ့နော်ဟုတ်ပါတယ်အဲ့ဒါကိုပဲမီးမောင်းထိုးပြနေတာပါအဲ့လိုပြင်းထန်တဲ့သတိပြီးချက်တွေပြီးပြီးတော့လေကျန်းရည်သူကလေတန်ကိုနည်းနည်းပြောင်းလိုက်တယ်လို့ခံစားရတယ်ငဲဆယ်မှာလေဟုတ်ကဲ့သူကချစ်သူတော့ငါတို့ဒီထိုးထိုးတော့စကားကိုပြောတော့လဲ တင်းတို့မူကကဲတင်ချင်းနဲ့ဆက်ဆံ၍တာရီကုံတို့အရာတို့ကိုရကြလိမိဟုငါတို့သည်ယုံမချင်းရှိကြ၏ဆိုပြီးတော့သူစားဖတ်ပိတ်သက်ကိုအားပေးနစ်တင်လိုက်ပြန်တော့ဟုတ်ပါတယ်ဒါကဟန်ချစ်ညင်ုံလုတ်လိုက်တာလို့ဆိုနိုင်ပါ रे ဗျာသတိပိတ်ချက်တွေကတကယ်ပြင်းထန်ပြီမဲ့စားဖတ်သူတွေကိုလုံးဝညှော်လင့်ချက်မဲ့သွားစေခြင်းတဲ့သဘောတော့မဟုတ်ဘူးပေါ့ဟုတ်ကဲ့သူတို့အရင်တုန်းကတန်ရှင်းသူတွေကိုကူညီခဲ့တာတွေမေတ္တာပြခဲ့တာတွေအဲ့ဒီကောင်းမှုတွေကိုဖျားသခင်မမေ့ဘူး အတိအမဲ့ပြုတယ်လို့ငယ်ဆဲမှာအားပေးထားသေးတယ်။အင်းအားရှိစရာပဲ။ဒီအချက်ကိုခြေခံပြီးတော့သူတို့ကိုပြင်းပြီးမနေဘဲနဲ့အဆုံးတိုင်အောင်မျောလင့်ချက်ပြင်းနဲ့ဆက်လက်ပြီးတော့ဇွဲလုံလရှိဖို့တိုက်တွန်းပါရယ်။ငယ်စစ်တစ်စနေမှာဟုတ်ကဲ့ဒီနေရာမှာအတူယူစရာဥမာရင်းနဲ့ဘသူကိုထုတ်ပြထားလဲဆိုတော့ အာဗြဟံကိုပါပဲ။အော်အာဗြဟံဟုတ်တယ်။အာဗြဟံရဲ့ဇလန်ကိုဒီနေရာမှာတုံးတာကတကယ်ပဲအားရှိစရာပဲ။ဖျားသခင်ကအာဗြဟံကိုခတိပေးတဲ့အခါလေအဲ့ဒီခတိတော်ကိုအတီးပြုတ်ဖို့ကြိမ်ဆိုခဲတယ်ဆိုတယ်။ဟုတ်ပါတယ်။စိတ်ဝင်စားစရာကဖျားသခင်ကသူ့ထက်ကြီးမဲ့တဲ့သူတခြားဘသူမှမရှိတော့တဲ့တဲ့ကိုရိုတိုင်းကိုပဲတိုင်တီးပြီးကြိမ်ဆိုခဲတယ်။ငယ်ဆက်တုံးဆက်လီမှာလေမှန်ပါတယ်ဒီအချက်ကဖျားရရဲ့ဂတိတော်ဘလောက်ခိုင်မာတယ်လဲဆိုတာကိုတခေပြတယ် မျက်စမမှာလည်းအာဗြဟံကတိခံပြီးဆောင်းဆိုင်ချင်းအာသီအဲ့ဒီကတိထားတော်မူချက်ကိုခံယူရတယ်လို့ဆိုထားပြန်တယ်ဟုတ်ကဲ့ ဖျားသခင်ကကျင်းဆိုချင်းကိုတုံးတယ်ဆိုတဲ့အချက်လေအ내အဒီပဲကအလွန်ကြီးမားပါတယ်ဗျာငယ်16ခန်းနဲ့17မှာရှင်းပြထားတယ်လို့ပဲပေါ့လीလူတွေကအရင်ပွားမှုတွေကိုအဆုံးသတ်ဖို့ဒါမှမဟုတ်သူတို့စကားကိုအဒီပြုဖို့သူတို့ထက်ကြီးမြတ်တဲ့သူတယောက်ယောက်ကိုတိုင်တီးပြီးကျင်းဆိုရကြတယ်မလားဟုတ်တယ်ဟုတ်တယ်ဖျားသခင်ကဒီလူထုံးစံကိုအသုံးပြုပြီးတော့မိမိရဲ့ရွေချက်နဲ့ခရီးတော်လုံးဝလုံးဝမပြောင်းလဲနိုင်ဘူးဆိုတာကိုလေခရီးတော်အမွေခံရမယ့်သူတွေဆိုတာယူကြည့်သူတွေပေါ့ တို့အသေးအဆုံးသိစေခြင်းလို့ခရီးတော်တတ်တယ်မကပဲချိန်ဆိုကျုံးကိုပါပေါင်းထည့်ပြီးအတီးပြုတ်ပြီးခဲ့တာပို့ပြီးတချသွားအောင်မဟုတ်ပါလေဘုရားသခင်မှာမူတာမပြောနိုင်ခြင်းဆိုတာကခရီးတီးခြင်းနဲ့အချိန်ဆိုခြင်းဆိုတဲ့မပြောင်းလဲနိုင်တဲ့အချက်နှစ်ချက်ရှိတယ်အဲ့ဒီနှစ်ချက်ကြောင့်ဘုရားစီခိုးလို့မြင့်မှချားရတဲ့မျောလင်းချက်ကိုဆုတ်ကိုင်ထားတဲ့သူတွေတဲ့အင်မတန်ခိုင်မာတဲ့အပီးမှုနဲ့စိတ်ချမှုရရှိစေတယ်လို့ဆိုလိုတာပါ တတိတော်တသက်ဆိုတော့ထက်ပို့ပြီးတော့ကျင်ဆုံမှုနဲ့ပါတဆိတ်ခတ်အာမခံထားတဲ့သဘောမျိုးဖြစ်သွားတာပေါ့ဟုတ်ပါတယ်ဟုတ်ပါတယ်ဒီလိုခိုင်မာလာတဲ့မျောလင့်ချက်ကုလီငယ်၁၉မှာတိတ်လာတဲ့ပုံဥမာလီနဲ့ဖော်ပြထားတယ်ရှင်ထိုမျောလင့်ချင်းကစိတ်ဝိညာဉ်ကြောက်ဆူးကဲ့သို့ဖြစ်၍လုံခြုံခိုင်မဲ့လျက်ရှိသည့်ဖြင့်ကလန့်ကအတွင်းရက်ထည့်သို့ဝင်တက်ဤတဲ့ကြောက်ဆူးစော်တဲ့ပုံရဲ့ကတကယ်အားရှိစရာပဲသိမှန်ပါတယ်ကဒီမျောလင့်ချင်းကြောက်ဆူးဟာ ကျွန်တော်တို့ရဲ့စိတ်ဝိညာဉ်ကို လောကရဲ့မုန်တိုင်းတွေလှိုင်းနေကြမှာလုံခြုံခိုင်မြဲစေတယ်ပေါ့ဟုတ်ကဲ့ပိုပြီးချူချတာက the wise believers ကထောက်ပြသလိုပဲဒီကြောက်စူးကလောကပင်လယ်ရဲ့အောက်ခြေမှာတွားချထားတာမဟုတ်ဘူးအော်ဘာမှချထားတာလဲကက်လန်ကအတွင်ပိုင်းထဲတည်းဆိုလိုတာကကောင်းငင်ဘုံရဲ့အတန်ရှင်ဆုံးဌာနတော် holy of holy state ဝင်ရောက်ပြီးကြောက်ချထားတယ်ဆိုတာပါပဲဟုတ်အန်အော့စရာပဲဟုတ်ပါတယ် ဲ့ဒီအမျက်မျက်ဆိုးနေရာကိုယေရှုခရစ်တော်ဟာကျွန်ုပ်ထက်အတွက် ရှေ့ဆောင်သူ foreigner အဖြစ်နဲ့ကြွဝင်သွားနေပြီဘလို့အရေးချင်းနဲ့ဝင်သွားတာလဲဆိုတော့မေလီခိစေတဲ့ရဲ့အစဉ်အတိုင်းသာဝရယေပုရောဟိမင်းအဖြစ်နဲ့ပါငယ်နေစေအော်ဒါကအခန်းကားမှာစပြောခဲ့တဲ့ယေရှုရဲ့ထူးခြားတဲ့ယေပုရောဟိမင်းအမှုတော်နဲ့တိုက်ရိုက်ပြန်ချိန်သွားတာပေါ့နော်ဟုတ်ပါတယ်တိုက်ရိုက်ပြန်ချိန်ဆက်သွားပြီးတော့ ကျွန်ုပ်တို့ရဲ့မျောလင့်ချက်ဟာယေရှုကိုယ်တိုင် အာမခံချက်ပေးထားတဲ့ကောင်းကင်ဘုံရဲ့အထွတ်အထိပ်မှာကြောက်ချထားတဲ့အရာဖြစ်တယ်ဆိုတာကိုဖော်ပြနေတာပါ။ကဲဒီနေ့ Hebrew ခန်းကြီး6ကို The Wise Believer ရဲ့လေးလာချက်တွေအပေါ်မှာခြေခံပြီးဆွေးနွေးခဲ့တာတွေကိုပြန်ချုပ်ရရင်တော့လေအဓိကထုံလို့ရမယ့်အချက်၃ချက်လောက်ရှိမြင်ထင်တယ်။ဟုတ်ကဲ့ပထမဆုံးအချက်ကတော့ဝိညာဉ်ရေးရာယဉ်ကျေးမှုစီတလန်းဟိုအဲ့ဒါဟာအရေးတကြီးလိုအပ်ချက်ဖြစ်ပြီးတော့အခြေခံမှာပဲရက်တက်နေလို့မဖြစ်ဘူးဆိုတာပါပဲ။ဟုတ်ကဲ့ ုတိယအဓိကချက်ကတော့လေဖျားသခင်ရဲ့ဂျေစုတော်နဲ့တမတရားအလင်းကိုရရှိခံစားပြီးနောက်မှာတမင်တကတိတိကျိနဲ့ကြောက်ခိုင်းသွေဖီသွားခြင်းအဲ့ဒါဟာအလွန်ဆိုးရွားပြင်းထန်တဲ့အချိုးဆက်ရှိတယ်။နောင်သာရဖို့ပြန်လန်းမရှိသလိုဖြစ်သွားနိုင်တဲ့အန္တရာယ်ကိုအလင်းနဲ့တတိပေးထားခြင်းဖြစ်တယ်ဆိုတာပါပဲ။ဟုတ်ကဲ့။နောက်ဆုံးရေးကြည့်တဲ့ချက်ကတော့အဲ့ဒီလိုပြင်းထန်တဲ့တတိပေးချက်တွေရှိပြီမယ်လို့ ဖရဲသဖြင့်ရဲ့ကတိတော်တွေဟာလုံးဝသေးကြတဲ့ခိုင်းပါတယ်ဟုတ်ပါတယ်အထူးသဖြင့်ကတင်ရင်းနဲ့ဆိုင်တဲ့မျိုးလင်းချက်အဲ့ဒါကိုရော်တိုင်းကျင့်ဆိုခြင်းနဲ့အတူဖြူထားတယ်ပြီးတော့ယေရှုခရစ်တော်ကရှေ့ဆုံအဖြစ်ကောင်းကင်ဘုံရဲ့အတန်ရှင်ဆုံးဌာနတဲကိုဝင်ရောက်ခြင်းအပြင်အမခံထားတဲ့စိတ်ဝိညာဉ်ရဲ့ကြောက်စုတဲ့တဲ့ဆိုတာပါပဲဟုတ်ကဲ့ဒီချက်ဒီကလက်တွေ့အသက်သက်တကယ်စဉ်းစားစရာတွေအများကြီးပေးပါတယ်ဗျာ The wise believers ကအလေးပေးတဲ့လက်တွေ့ကျင့်သုံးစရာတချို့ကိုပြောရင်တော့လေဟုတ်ကဲ့တခုကတော့ဝိညာဉ်ရဲရာမှာအမြဲတိုးတက်ဖို့ကြိုးစားပါ no အစစ်မှကျေနပ်မနေပဲနဲ့ပိုနတ်နေတဲ့တမာရရအမစားတွေကိုလေ့လာဖို့နှလုံးသွင်းဖို့ရည်ရွယ်ချက်ရှိရှိအားထုတ်ပါ음အမြဲတင်ယူနေရမှာပေါ့ဟုတ်ပါတယ်နောက်တစ်ခုကသွေးဖြည့်ချေအန်ဒရွေကိုအမြဲတတိပြုနေပါဖျားပေးတဲ့အလင်းနဲ့ကျေးဇူးတော်ကိုတန်ဖိုးထားပါ ေါ်ပေါ်ဆက်ဆက်တံပေါ်မထားဘူးရေးချီးတယ်ဟုတ်ကဲ့နောက်ပြီးတော့ဘဝမှာအခက်ခဲတွေတန်းရာလေးကြုံခဲ့တဲ့ခါမျိုးမှာလေဖျားရဲ့မပြောင်းလဲတဲ့ဂတိတော်နဲ့ယေရှုရဲ့အမှုတော်ကိုအခြေပြုထားတဲ့အဲ့ဒီမျောလင်းချင်းကြောက်စုအဲ့ဒါကိုခိုင်မြဲစွာစုပ်ကင်ထားဖို့လိုအပ်တယ်ဆိုတာပဲဟုတ်ပါတယ်ဒီကြောက်စုကကောင်းကင်မှာကြာနေတာဆိုတော့လေတော်တော်လုံးကျုံတာပေါ့ဒါကြောင့်တီးခန့်ချင်းနဲ့ဆွဲရှိဖို့လဲအားပေးထားတာကိုအတိအချပါပဲနောက်ဆုံးအချက်ကတော့ကျွန်တော်ရဲ့မျောလင်းချက်ခါ ဒီလောကကမခိုင်မြဲတဲ့အရာတွေပေါ်မှာတည်နေတာမဟုတ်ဘူး။ကောင်းကင်ဘုံတဲကိုကျွန်တော်တို့အတလန်းဖွင့်ပေးခဲ့ပြီးဖြစ်တဲ့သာဝရယေစပရိမေယေရှုခရစ်တော်အပေါ်မှာအခြေခံခံတည်ရှိနေတယ်ဆိုတာကိုအငြဲတရိယာပြီးအားကိုးဖို့ဖြစ်ပါတယ်ဗျ။ဒီနေ့ဟေဘရဲခန်းကြီး6ကို The Wise Believers ရဲ့အချက်အလက်တွေနဲ့ဆွေးနွေးခဲ့တာတွေကိုပြန်ခြုံငုံကြည့်လိုက်တဲ့အခါမှာလေစိတ်ထဲမှာပေါ်လာတဲ့စက်ပြီးတွဲတော့စရာအချက်တခုရှိလာတယ်။ဟုတ်ကဲ့ဗာမရလေဗျာ။အဲ့ဒါကတော့လေ ဖလားတခင်ကိုယ်တိုင်ကျင်ဆိုပြီးအာမန်ခံထားတဲ့ကောင်းကင်ရဲ့အတန်ရှင်ဆုံးဌာနတဲ့အထိခိုင်မြဲစွာခြားထားတဲ့စိတ်ဝိညာဉ်ရဲ့ကြောက်စုဖြစ်တဲ့မျောလင်းခြင်းအဲ့ဒီမျောလင်းခြင်းကိုမှတ်တကယ်နားလေသဘောပေါက်ပြီးလက်ခံလိုက်ခြင်းကလည်းကျမတို့နေစဉ်ပေါ်မှာကြုံတွေ့နေရတဲ့ကြောက်ရွံ့မှုတွေ၊စိုးရိမ်တောက်ကြတယ်။ဒါမို့ယုံကြည်ခြင်းကိုစန့်သက်တဲ့အခြေအနေတွေရှိတယ်မလား။ဟုတ်ကဲ့ရှိတာပေါ့။အဲ့ဒါတွေကိုရင်ဆိုင်တဲ့အခါမှာလက်တွေ့ကြကြဘလိုမျိုးခွန်အားတွေရဲစွမ်းတက်တီတွေနဲ့ မြင်းသက်ချင်းကိုပေးဆွမ်းနိုင်မလဲဆိုရင်မိခွန်းပါပဲ။ဟေးဒါကတကယ်ဆက်စင်ချင်းစီအချက်ကောင်းပဲ။ဟုတ်ကဲ့ဒီအပေါ်မှာဆက်လက်ပြီးစင်ချင်ကြည့်ဖို့အားလုံးအတွက်ဖိတ်ခေါ်ရင်းနေပဲ။ဒီနေ့ဒီအကြောင်းအရာတွေကိုအတူတကွစိတ်ဝင်စားဖို့ဆွေးနွေးလေ့လာခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။